မင်္ဂလာပါရှင်ဆရာဆောင်းဝင်းလက်ရေးသားထားတဲ့ရေစဲဆိုတဲ့ဝိထုထုလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်ရေစဲ နူထလှူရှားစာတာဝရွာကလေးဤနလန်းတရာအနီနနေစည်းမှစီကားပေးသည်ဟဲ့မိုးလင်းကတိနင်းနဲ့ငါနဲ့ငါတလောက်တကောင်တယောက်တစ်ပိုင်းစီစုံကြရအောင်ဘဲဘဲလဝါးတွင်စုပ်ကင်ထားသောစေတန်ငါချက်တန်နှင့်ချက်တန်နွံ့နွံ့ကလေးများကိုရေတွက်နေရမှမတန်လာကကင်မွန်းချင်းရွက်နှစ်စီငုံဝဲနေသည့်မိုးလင်းကတိဆိုသည့်မိမကိုလှံပြောတော့ထိုမိမကလှဲ့ကြည့်ရင် စုံညင်စုံလေးခေါင်းမိုင်းတော့ကျမယူမယ်အင်ငါဟာကငါတလောက်ဆိုခေါင်းမာကြိုက်တာဟု ပြောလေသည်စင်စစ်တွင်မိုးလင်းကတိဤအမည်ရင်မှာမဆိုင်ရီဖြစ်၏တာဝရွာသူမဟုတ်ပြီဟင်္ဒရာဘက်မှဖြစ်၏ဒီရွာကလှထွေးသည်အတ္တိဘက်သို့အလုကိစ္စနှင့်တွားရင်မဆိုင်ရီကိုခိုပြေးလာရမှ တာဝမှာဒီကောင်မလေးဒွေတော်ရှစ်တင်တောင်းတင်းသွားရခြင်းဖြစ်၏ သူတို့ဒေတာဘက်မှလေတံအရာမိုးလင်းကလေးကားကိုတဲဟူအတမ်းမထွက်ဖဲကျမကတော့မိုးလင်းကလေးကထမင်းအိုတအိုတဲပြီးပြီးတော့ဟူပြောလေးရှိ၏တာဝရွာသူရွာသားများအကြအာယုံတွင်ချစ်ချင်စပွဲရှိသည်မို့သူကိုမြင်လင်ခင်မင်းရင်နီးစွာမိုးလင်းကတိဟူသာခေါ်ဝေါ်ဆက်ဆံလာခဲ့ကြရမှအမည်ရင်မဆင်ကြီးသည်တစားတစား꽌ပြောက်သွားလေတော့၏ မတန်လာနေမိုးလင်းကတိတို့တငယ်ချင်းနှစ်ဦးသည် တာဝါရွာကလေး၏တဘာဝအရာတဦးတည်းတယောက်ထဲငါးတကောင်လုံးမဝယ်နိုင်သည့်သူကိုဖေးကူသည့်သဘောမျိုးဖြင့်တပိုင်းစီစုံ၍ဝဲကြလေသည်အမှန်တော့ကိုလိုချင်းတလောက်ပိုင်း၍ဈေးသည်များကရောင်းပေးကြတော်လေယခုလိုတယောက်တပိုင်းစီ အတူတူတိုင်ပင်၍ဝဲသည့်တလေးမှာ ကြီးလက်တဘာဝယင်းဤချစ်ခင်မှုသဘောကိုပြသသလိုထင်မှတ်ရပေ၏ တာဝရွာသူများအလုံးနဲ့တွင်မတန်လှကိုသာမိုးလင်းကတိကအခင်ဆုံးအချစ်ဆုံးမဟုတ်ပါအလုံးကို သူသည်လက်ရောညီထွေဆက်ဆံတတ်ပါပေသည်သို့ပါတော့လေလေတဲ့ဆင်၍ကောက်ဆိုင်ကြရာတွင်မတန်လှနှစ်သာကောက်ငန်းချင်းရှင်၍ဆိုက်ရမှခါညောင်းပြည်သည်လိုထင်မိတတ်၏ကောက်ဆိုင်ရင်ဘလို့ရွတ်တော့ပောက်တက်ကြရပြောရတာပုံမူအတွေ့သည်ဟုထင်မိသေး၏အို အစောစောအရာရာတွင် စိတ်ချင်းသဘောချင်းအတော်ကလေးနီးစပ်သည် ဟုထင်မိလေသည်နှစ်ယောက်လုံး၏အသားတွေကဒေအိုးဖင်မှာအရှုံးပြရလောက်အောင်မဲကြတော့လေအင်ကြီးထမင်ဟောင်းကလေးများမြို့ထဲဟောင်းတွေလာရောက်၍ဝဲကြပြီးဆိုရင်လေအဝါရောင်ကြိုက်တတ်တာချင်းကအစတူညီကြ၏တငယ်ချင်းနှစ်ယောက်တွင် မတူညီနိုင်တာတစ်ခုကတော့ဖြင့် မတန်လှကား လင်ယူသောမွေရှုရှုထွေထွေတဘူဦးကိုဘဝတဲ့ဆွဲယူခြင်းအလျင်းမရှိသေးပဲယခုချိန်ထိနေနိုင်ခြင်းပါသည်ဒီကိစ္စအတွက် မိုးလင်းကတိကလည်းမတန်လှကိုအိမ်အောင်ပြုရန်ယခုချိန်ထိတိုက်တွန်းဆွဲငင်ခြင်းမပြုခဲ့ပါဘီနင့်လင်လှထွေဆိုတဲ့အကောင်က ခြေတော့မှာဘွေလုံးတရာလောက်များပါနေသလားမသိပါဘူးကိုရွာမှာကိုလုတ်ကင်စားနေတာငတ်လာလို့တခြားအလုပ်တစ်ခုပြောင်းလို့ရတယ်ဆိုရင်လည်းတော်ပါသေးရဲ့ အခုလေနင်တို့ပုံမှန်စားနေကြရတာပဲဥစားဘာစိတ်ကူးနဲ့အယူထပြီးရန်ကုန်ပြောင်းချင်ရတာလေမတန်လားဒီမကြည်မနှက်ဖြင့်ဒွတ်ဒွတ်ပြောနေဤလင်းမျက်နာတရွာထင်းကရွာစဉ်လျှောက်လိုက်ရန်ဇာတာပါလာခဲ့ဟန်တူသောမိုးလင်းကတိကတော့တငယ်ချင်းအပြစ်ဆိုသမ ्या ကိုခေါင်းငုံ၍ကြိတ်ခံနေလေသည်ဟိုတလောကသူ့ရန်ကုန်သွားတော့အုတ်ကျင်းမာနေတဲ့သူ့အမတွေက ဈေးထဲမှာသူတို့ဆိုင်နဲ့ဘေချင်းရှင်ပြီးတနေရာစာလွတ်နေတာသူ့ကိုဝယ်ခိုင်းတာနဲ့ဝယ်လာခဲ့တာဟာသူ့အမတွေကတော့လက်ဖက်ချောက်ရောင်းကြတယ်သူ့ကိုတော့ကြိုက်တာလာရောင်းလို့ပြောလိုက်တယ်တဲ့မိုးလင်းကလေးကတငယ်ချင်းမျက်နှာကိုမဝင့်မရေကြည့်ကပြောပြပါသည်အေးလီသူ့ဟာသူရန်ကုန်မှာငံပြားကြီးသွားရောင်းတာရောင်းပါစီပေါ့ညီနဲ့ကလေးနှစ်ယောက်ကဘာလို့လိုက်သွားရမှာတော့နဲ့အေးဟုတ်ပြောချင်တာပြောရန်ဆန္နာကိုမတန်လာယုတ်တည့်ရဲ့မျိုးချလိုက်ပြီး သူခမလင်းနဲ့သားနဲ့ဘယ်ခွဲပြီးနေနိုင် ရှာပါမလဲဟုတ်တော်လေဟုတ်ပါတယ်လေရွာမာနေပြီးကြပန်းလုံနေမယ်အစားရန်ကုန်မှာရောင်တက်ဝယ်တက်လိုက်လှထွေးတို့မျက်စိပိုးကျလာမှာပေါ့ဟုတ်တယ်ဟုတ်တယ်စွန့်နိုင်တဲ့သူတွေကြတော့ဒါကြောင့်ကြီးပွားတာမျိုးရောက်တော့ ကလေးတွေလည်းအသေးမွေးပိုးပြောင်ရင်ပြောင်းလာမှာဟုစိတ်ကောင်းဝင်မိ၏ထို့ကြောင့်စပားရိတ်ပြီးရင်တော့ငါလဲလားလည်နိုင်အောင်ကြည့်လို့ရမှာပဲ ညီတို့ခုသွားနေမယ်အုတ်ချင်းရအိမ်ကြတော့ဘလို့လဲလှထွေးအမတွေနဲ့အတူနေရမှာလားဟုမေးလိုက်၏မိုးလင်းကတိကလှထွေးတို့အမတွေနေသည့်နေရာနေတလန်းကျော်တွင်ငှားနေရမည်ဖြစ်ကြောင်းပြောပြလေသည်လှထွေးအမဝင်ဝင်တို့အိမ်တော့ငါရောက်ဖူးတယ်အဖေစီုံသွားတက်တုံကဒေါ်လေးမထွေးကြီးတစ်ခေါက်ခေါ်သွားလို့လိုက်သွားတာသူတို့နေရာလေးကအတော်စီတာ၏နင်တို့စီုံငါလာပြင်းဝင်ဝင်တို့လိုက်ပို့ခိုင်းမှာပေါ့မတန်လစကားကြောင့် မိုးလင်းကလေးမှာအနှင်းငယ်ပြုံးနိုင်လာလေသည်။နှွေဦးတောင်မှာ မပေါက်လိုက်ရပါ။နတော်မဆန်းခင်မှာပင်မိုးလင်းကလေးနှင့်ကလေးနှစ်ယောက်သည်ရွာသို့ပုံပြက်ပန်းပြက်နှင့်ပြန်ရောက်လာကြ၏။ခရီးရောက်မဆိုင်ပင်ရောက်ခမများလှထွေအဖေအမေနှင့်မိုးလင်းကလေးတို့ခွန်ကြီးခွန်ငယ်ပြောတန်ဆိုတန်ဆူဆူညံသွားတော့၏။လာထွေကသစ္စာမဲ့လေးပြီ။ ငံပြားကြီးလက်ကားသွားယူနေကြအင်တအိမ်မှ တခုလက်မှတယောက်နဲ့ညီကလေးပြီသူ့အဖေမေတွေတိအောင်လာပြောပြရတာလေကလေးနှစ်ယောက်ခေါ်ပြီးငါရွာငါပြန်တော့မယ်ဟာမတန်လာနဲ့တကွာတာဝါမှတငယ်ချင်းများအားမိုးလင်းကလေးကပြောပြနေရှာသည်မပြန်မနဲ့ဟေရောက်ခမအိမ်မှာမနေချင်းငါတို့အိမ်ကြီးရှိတာပဲနေနေချင်းနဲ့အိမ်တက်နေစမ်းပါတာဝါသူတွေဘသူမှမရိုက်ပါဘူးမျက်နာတပြင်းလို့ ကြောက်ပေါက်မာရီထူလပြစ်ဖြစ်နေသောမမြစိန်ကဂယူနာမြဝင်းအဆုံဖြင့်ကြည်ကာပြောလေသည်မခင်ထွေမခင်အီတို့ညီအမဆန်းဆန်းကြီးတို့တမီယောင်မတို့ကလည်းကြိတ်တဲ့အိမ်မှာလာတက်နေရန်ဖိတ်ခေါ်ကြသည်မတန်လာတယောက်ကတော့မခေါ်ဝင်ရှာပါတငယ်ချင်းကိုချစ်ပါဤခင်မဤသို့သောခေါ်ခြင်းပါလိရဲ့ခေါ်ရခက်နေရှာလေသည်အဘေကြောင့်ဆိုသော မတန်လာ၏အမအရင်မထွားဆန်နှင့်မိုးလင်းကလေးတို့သည်ခွန်ကြီးခွန်ငယ်မျှသာမက လူးလိန်ရိုက်နှက်ကြသည့်အထိရံဖြစ်ထားဘူးကြသူများဖြစ်တော်ကြောင်းပင်သည်အမကြီးမထွားဆန်ကိုမတန်လာမလွန်ဆန်နိုင်ရှာပါဒီနေရာကြတော့တငယ်ချင်းနှစ်ယောက်တို့ဤအချစ်သည်တစင်းဆန်သွားပြန်လေပြီတည်းအချီနေမှာတမျိုးပြောင်းခဲ့ပါ၏မိုးလင်းကတိဤယောက်မများကလှထွေးပဲမှမှားနေကြောင်းတည်တည်အပြင် ်မြေအနှစ်၂ယောက်ဤစားဝတ်နေရင်းနှင့်ပတ်သက်၍တာဝန်မကင်းကြောင်းလူကြီးပြီးပြီးတည်ကြသောကြောင့်မိုးလင်းကတိတို့သားမီးကိုဖြောင်ဖြားကာသူတို့အိမ်မှာပင်ဆက်လက်နေထိုင်ပြီးလုံနိုင်သည့်တနိုင်တပိုင်းအလုပ်လေးတွေကိုလုပ်ခါတအိုးတည်းစားသွားကြဖို့တိုက်တွန်းကြလေသည်လက်ရှိပုံပန်းဖြင့်ဇာတိရွာစိတ်ကန်းသူပြန်မတက်ချင်သောမိုးလင်းကတိကလည်းကျိမိခါတာဝရွာမှာပင် နေထိုင်ဖို့စိတ်နှလုံးဒုံဒုံချလိုက်ပါ၏ ကောက်ရိပ်သူများရေစာချိန်မင်းဒီခနာနာချိန်တွင်ကတင်ယိုရှိပေါပန်းဖြူပင်ရိတ်ကလေးစီယာတို့ပြေးလာက အပန်းဖြေကြသည်ပြီးတော့အကြီးတော်မင်းများဤလဲခွက်ပြီးမှရစ်ခွေစီစဉ်လေးရဲ့ရှိသောနှွေရေချောင်းကလေးမှာဝါဖြော့ဖြော့ချောင်းရေချိုကိုလက်ခုံနှင့်ခခခခ အာပါဒီယတောက်ကြသည်နှွေရေချောင်းကလေးကြမှရေကဘာကြောင့်အဝါရောင်တန်းရပါသလဲ။အော် ရေတိမ်၍အနေမုံထတာဖြစ်မှာပါအာတိချောင်းကလေးရဲ့အဝချောင်းမကြီးတောင်မှအယောင်ကစိန်တော့မလို့လူဝါနေတယ်လို့လို့နှီးကြည်စန်းအောင်ရေလာတောက်ချိန်မှတငယ်ချင်းတယောက်စုံမိကြပြန်ပြီသို့တော့တယောက်ကိုတယောက်မခေါ်မပြောဖြစ်ကြတော့ပါလားမတန်လာကမိုးလင်းကလေးကိုမျက်နှာလွယ်၍ရေတောက်နေသည်။နင်ကလေးတွေအတွက်ငါကောက်ရိတ်ခါတွေကတနည်းကိုလေးချက်လေးချက်ပေးတာ နင်ကမာနနဲ့မယူတာလားဒါမှမဟုတ်နင်လင်နဲ့ क्वे ပြီးရွာကိုပြန်ရောက်လာတော့ငါ့အိမ်မှာလားနေဖို့နင့်ကိုမခုံမိတာနင့်ရင်ထဲမှာနားနေလို့လားငါ့မှာမထွားဆန်နဲ့နင်နဲ့မတည့်လို့မခေါ်တာနင်မသိဘူးလားရပါတယ်လေငါစိတ်ရင်နင်မသိရင်လေမခေါ်ဘဲနေကြတာလေကုံတက်တာပါတယ်ဟုသူတဘောသူဆောင်ကမခေါ်နိုင်မပြောနိုင်ဖြစ်သွားပြီးစိန်စိန်ကြီးနေနိုင်ရက်တော့မတန်းလှအားမိုးလင်းကလေးအနေဖြင့် ဘာမှရှင်းမပြပဲကြိတ်မိတ်ဝမ်းနေနေရတာကြပါပေါ့မာနာကြီး၍ငွေလီချက်ကိုမယူခြင်းမဟုတ်ပါချွေကြရတာချင်းအတူတူမို့ကိုချင်းစာ၍မယူရက်ခဲ့ခြင်းမှာတငယ်ချင်းကိုချစ်တာကတခြားကိုချင်းစာရမှာကတခြားပါ မထွားစံကြောင့်မတန်းလားသူ့အင်ကို မခေါ်ရလဲမထွားစံနေရန်ဖြစ်ပြီးစားကားပင် နားလေပြီးသားပါတငယ်ချင်းဟင် နင်းကိုငါဖဲတော့မှရှင်းမပြဘူးဟဲ့ နေရင်နေကဟာရီငါငါအတိဆုံးမိုးလင်းကလေးသည်လဲတကွေနေမှာပြီကောင်းငန်းချင်းနှစ်ယောက်ကျော်ခြားခဲ့ပြီဖြစ်သောချစ်တငယ်ချင်းစီတို့လှမ်းကြီးကချွေနှစ်ရောလျက်မျက်ရည်တွေရွယ်ပြီးမျက်စိတွေဆက်ပြင်းပြင်းကြီးဖြစ်လာသည်ပါဇက်မှာတော့ချွေကြောင့်ငန်းကြီးကြီးဖြစ်နေတာရိုးပြတ်တော်တဲ့ထွေချပြစ်လိုက်လေသည်ကြီးစီထူထန်ကြီးကြားရခြင်းတွင် မတန်လာတို့အိမ်ပေါ်တို့မိုးလင်းကလေးသည်အရေးစွန်ကတက်ခဲတော့ဤမတန်လာတို့တအိမ်လုံးဤငိုတန်းကြီးမှာရီထ၍နေလေသည်မငိုနိုင်သေးပဲလေချောင်းဝါမှာတစ်ဆူဆူကြီးဖြစ်နေသူမှာမိုးလင်းကလေးမထော်ဆန်မင်းလင်းမိုးလင်းကလေးကိုမြင်သည်နှင့်ညီမလေးရဲ့နင့်တငယ်ချင်းမိုးလင်းကလေးရောက်လာပြီလေထကြည့်ပါဦးဟုအော်ဟစ်တန်တာလိုက်လေသည် တငယ်ချင်းမမဆိုင်က မိုးလင်ကလေးအနီးရှိဖျားစုပ်ကလေးမှလာထိုင်ရင်းလေခွင်းထဲကຫນွေချောင်းရီကိုမတော့ကြနဲ့လို့ကျမရီမူကပြောသွားတယ်။ကောက်ရိတ်စင်းရွာထဲကတွင်းရီတန်တန်ကိုတန်ပုံးနဲ့အဖြစ်ဖြစ်ထမ်းရင်ထမ်းသွား။ဒါမှမဟုတ်အိုးတွေနဲ့ရွက်ရင်ရွက်သွားကြတဲ့။ချောင်းလေးတွေက မတက်တဲ့ຫນွေရီတွေကိုတောက်မိလို့မတန်းလာအသေးအောင်အသက်ဝါဖြစ်တာတဲ့။စီးတွေဘာတွေဝါနေကြတဲ့ကသူ့ကိုလာပြရင် ချက်ချင်းစေးုံကိုလှဲနဲ့ပို့မှာပေါ့တဲ့အခုတော့လွန်မပဲတည်ရတယ်တဲ့မျက်စိတွေအသားတွေစီးတွေဝါလိုက်သူ့ကိုချက်ချင်းလာပြကြပါတဲ့ရေတန်တန်တောက်ရမယ်ရင်ကောင်တွေနာတဲ့မုံတွေထမင်းဟင်းတွေမစားနဲ့တဲ့အိမ်သာဝင်ပြီးရင်လေလက်ကိုစက်ပြနဲ့ဆင်ဆင်စေးရမယ်တဲ့ညီတို့ငါတို့စက်ပြနဲ့စေးနေကြမဟုတ်တော့ခက်သားဤဟုခက်တူတူပြောတာကြားနေရတော့လေရင်ထဲမှာပူလောင်နေတာလောက် ဘာမှခယူမဆိုင်မီတော့ဘီ။ ီးစီတန်ကြီးကပူပီးမီဟီလာသည်မတန်လသွားရပေတော့မည်လူတွေလှုပ်လှုပ်ရှားရှားဖြစ်လာသည်မိုးလင်းကလေးကမတန်လကို ထဲ့သွင်းထားပြီးဖြစ်သောတလာဤချီရင်မှရေအိုးကလေးကိုရုတ်တရက်ကောက်ကိုင်းလိုက်သည်အာလုံးကသူ့ကိုလှမ်းကြည့်ကြသည်ရေအိုးကလေးထဲမှရေမှကြည်လင်းသော တွင်းရေချိုးဖြစ်သည် အမထွားဆန်း၏ ျွန်မတင်ခွဲကျင်တဲ့သူရေဦးလာခွဲကြပါ ကျွန်မတင်ငယ်ချင်းအတွက်တော့ကျွန်မကိုယ်တိုင်ရေဦးခွဲလိုက်စမ်းပေးရစီမထွားဆန်းကိုစိုးနေသောအတန်ဖြင့်မိုးလင်းကလေးကလှန်ပြောလိုက်သည်ခေါင်ထမ်းသူများနောက်မှထက်ချက်မကွာလိုက်ဆင်းသွားသောမိုးလင်းကလေးသည်မတန်လာတို့အိမ်အစင် လေကားရင်အရောက်တွင်လက်ထဲမှာကင်လာသည့်ရေအိုးကို မြေပြင်ပေါ်သို့အာဘာတရာပြစ်ပေါက်ချလိုက်လေသည် အစိစိအမွားမွားကိုယ်ကြီးကရေတွေ ပြန့်ကျဲစီစင်သွားလေ၏တငယ်ချင်းအပေါ်တွင်ချစ်သောနားလေသောခွင်လွတ်သောအာနာကိုချင်းစားတတ်သောမိုးလင်းကလေး၏နှုတ်ခွန်းဆက်မြက်၏သို့မဟုတ်မေတ္တာရည်စင်များကမြေပြင်ပေါ်တွင်တူဒီမဟုတ် သူတို့နှစ်ယောက်ရဲ့ရှိကရေဆက်တွေဆရာဆောင်းဝင်းလက်ရေးသားထားတဲ့ ရေစဲဆိုတဲ့ဝတ္ထုတို့လေးကတော့ဒီရင်မဲပြီးဆုံးသွားခဲ့ပါပြီ။နားစင်မိခဲ့ကြတဲ့ညဦးနော်တင်ရဲ့ချက်တော်ပြိတ္တများအလုံးကိုစိတ်နှပြအကျမ်းမှရှင်လန်းကြပါသည်ရှင်။